တို့မြန်မာကနန်းတွေဆိုလို့ရှိရင်ဆရာမတို့ကဒီ base stand ပေါ့နော်အဲ base stand ရှိတဲ့ကနန်းတွေကဆရာမတို့အခုသုံးတဲ့နော်လက်တွေသုံးချနေတဲ့အသုံးပြုနေတဲ့ကနန်းတွေအဲအကုန်လုံးရင်းနှီးပြီးသားတည်ပြီးသားကနန်းတွေပေါ့အဲဒီကနေပြီးတော့ဆရာမတို့က computer system တွေကနားလည်တာဒီ0 1နဲ့ပဲနားလည်တယ်ဆိုတော့ binary gain တွေကိုတီထွင်လိုက်ကြတယ်ပေါ့နော် base အဖြစ်ဆိုလို့ရှိရင်အဲ base 2ပေါ့ နော် binary number တွေကိုဒီချင်လိုက်ကြတယ် base အဖြစ်က base 2ပေါ့အဲ့ဒီကနေမှတစ်ခါဒီ binary number တွေဆိုလို့ရှိရင်သူကဂိမ်းတစ်ခုတစ်ခုကို share ကြီးပဲဖြစ်သွားမှာနော်အဲ့တော့ digit တစ်လုံးတစ်လုံးအတွက်ဆိုလို့ရှိရင်ဂိမ်းတစ်ခုခုကို share ကြီးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကိုပြန်ပြီးတော့ compact ဖြစ်အောင်ပေါ့နော် compact ဖြစ်အောင်ဆိုတာစုစုစည်းစည်းတိတ်တိတ်တည်းဖြစ်အောင်ပေါ့နော် binary number တွေကို compact ဖြစ်အောင်ပေါ်ပြဖို့ရာအတွက်ကို hazard hazard decimal number ဆိုပြီးတော့ထပ်ပြီးတော့မှ အဲထွင်လိုက်ကြတယ်ပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ combat ဖြစ်သွားတယ်နောက်တစ်ချက်ကဖတ်ရတာလွယ်သွားတယ်နော်ဘာလို့ဖတ်ရတာလွယ်သွားလဲဆိုပိုတိုသွားတာ ਉ ဘာကြောင့်လဲဆိုတော့ကြတော့ဆီယမတို့ကဒီ binary binary gain gain အရှိကြီးတဲ့အရှိကိုက binary gain တန်းအရှိကြီးကိုဥပမာ1011အဲ0111ထားပါဆိုအဲဒါဆိုလို့ရှိရင် hazard အနေနဲ့ဆိုရင်သူက၄လုံးမှ hazard gain တစ်လုံးအနေနဲ့ပြန်လုံးလိုက် အဲလေးလုံးကိုတတွဲတလုံးပြန်ပြန်ဖော်มาပေါ့เนาะအဲပြီးရင်နောက်ထပ်လေးလုံးကိုတတွဲအဲတလုံးပြန်ဖော်มาအဲ့ခါကျတော့အဲကိန်းကဘာဖြစ်သွားလဲဆိုတော့ binary အနေနဲ့ကိန်းတစ်ခုကိုဖော်ပြတဲ့အခါမှာကိန်းဒီเนาะဒီမှာ1 2 3 4 5 6 7 8ရှစ်လုံးပေါ့เนาะအရေးအတွက်ရှစ်လုံးအရေးအတွက်ရှစ်လုံးဖော်ပြရမယ့်နေရာမှာ phasor အနေနဲ့အဲ့ဒီကိန်းကိုပဲ ေါ်ပြတဲ့နေရာမှာအရေအတွက်ဒီနှလုံးပဲဖြစ်သွားပြီအဲဒါမျိုးပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုရှစ်လုံးအစားနှလုံးပဲသုံးရတော့မယ်အဲ့အတွက်ကြောင့်ပို့ပြီးတော့လဲကွန်ပက်ဖြစ်သွားတယ်ပို့ပြီးတော့လဲရှော့တာတိုးသွားတဲ့အတွက်ကြောင့်ဖတ်ရတာလဲ easier to read ပို့ရွယ်ကူသွားတယ်အဲ့တော့ဒီ hazard hazardous maintenance assistant တွေကိုဘယ်နေရာမှာသုံးလဲဆရာမတို့ဒီ computer programming ဆိုင်ရာတွေမှာသုံးတယ်နောက် design လုပ်တဲ့အပိုင်းတွေမှာသုံးတယ်နောက်ဒီထဲမှာမပါလို့ပေါ့နော် color code တွေပေါ့နော်အဲ computer မှာသုံးတဲ့ဒီ color code တွေဖော်ပြတဲ့နေရာမှာဒီ hazardous digit တွေကိုအသုံးပြုတယ်တဲ့အစား to decimal hazard to octet hazard to binary hazard to decimal hazard to အောက်တဲ့ hazard to binary เนาะ binary အတွက်ကများနေတော့ဆရာမဇယားကွက်ပို့ဒီလိုနှစ်ကွက်ခွဲလိုက်တာပေါ့เนาะအဲ့တော့စဉ်းစားရအောင်အဲ့တော့ဒီဇယားတွေကအလွတ်ကျရမှာလားဆိုတော့မကျက်ရပါဘူးသူ့ရဲ့သဘောတရားကိုတော့သိရမှာပေါ့เนาะကဲစပြီးတော့တွက်ကြည့်မယ်เนาะစဉ်းစားကြည့်မယ်เนาะ decimal ကဏ္ဍဆရာမခေါင်းထဲမှာသိတာ decimal hazard မသိသေးဘူးအဲ့တော့ decimal ကဏ္ဍ0ကနေ decimal ကဏ္ဍ0ကနေဆရာမ15ထိရေးချလိုက်တယ် hazard အနေနဲ့ချိန်တော့ရှေ့ဆုံးဟာက0က hazard အနေနဲ့လည်း0ပဲ เนาะ1ကဟာဇာအနေနဲ့လဲ1ပဲဒါပေမဲ့ဆရာမတို့က decimal ကဏ္ဍ0 decimal ကဏ္ဍ1 2 3 4 5 6 7 8 9 10ထားပါတော့ဆရာမကဏ္ဍတစ်ခုယူလိုက်မယ်6ဆိုတဲ့ကဏ္ဍကိုယူလိုက်မယ်အဲ့တော့ decimal ကဏ္ဍ6ဒီ decimal လို့ပြောတဲ့ကြောင့် base 10သူကဟန်စာဘလောက်နဲ့ညီလဲဆို9ပဲ base က16 decimal ကဏ္ဍ14 base က10ဟန်စာအနေနဲ့ဘလောက်ညီမလဲဆိုရင် e base က16 အဲဒီလိုပြောချင်တာနော်အဲ့တော့သူကကိုးပြီးသွားလို့ရှိရင် decimal ကဏ္ဍ10ရောက်သွားတဲ့အချိန်မှာ hazard အနေနဲ့နော် digit က0 to 9ကိုးလုံးပဲရှိတာဆိုတော့လက်တာကူးသွားတယ်အဲ့ဒီလက်တာဒီ AR စတယ် AR စတယ်ဘယ်ထိကူးမှလဲဆိုရင် capital letter ပဲသုံးပါတယ် A ကနေသူက base system ဖြစ်တဲ့တကြောင်မလို့သူကနောက်ထပ်ထပ်ပြီးတော့လိုရာဒီဘယ်နှလုံးလိုလဲဆိုတော့6လုံးထပ်လိုတယ်ဒီမှာ6လုံးထိက10လုံးပြီးသွားပြီနော်ဂိမ်း10လုံးပြီးသွားပြီ 0 to 9ကိုလုံးတည်းကဂိမ်းဆယ်လုံးပြီးသွားပြီဆိုတော့နောက်ထပ်6လုံးလိုတယ်အဲ့ဒီနောက်ထပ်6လုံးကို capital letter capital letter နဲ့ဖြည့်လိုက်တယ် a ကစတယ်ဘယ်ထိလဲဆိုတော့ f အထိအဲအဲ့ကကျတော့ a b c d e f ဖြည့်လိုက်တယ်အဲ့ဒီမှာသက်ဆိုင်ရာ decimal တန်ဖိုး30က a နဲ့သွားတူပြီးတော့11ဒီ b နဲ့တူမယ်12က c 13က d 14က e 15က f ဆိုပြီးတော့ရသွားမယ်အဲ့တော့ကိုယ်ကောင်းထဲမှာ ဆနာရောဆရာမအရှိ slide မှာရှင်းပြခဲ့သလိုပဲ hazard hazard ရဲ့တန်မိုးတွေ hazard ရဲ့ဂဏန်းတွေဒီ0 to 9ဂဏန်းအစင်တိုင်းလာပြီးတဲ့အခါမှာပြီးသွားပြီဆိုရင်30မလာတော့ဘူး30လာလို့မရတော့ဘူးဂိမ်းကနံပါတ်ကနေပြီးတော့နံပါတ်ကုန်သွားပြီဖြစ်တဲ့ကြောင်းနံပါတ်ကနေဘာပြန်စမလဲဆိုတော့ letter ပြန်စတယ်အဲ့ဒီ letter ဒီလဲ capital letter နဲ့ရေးတယ်လက်တာဘယ်ရစလဲဆိုရင်ဆရာမတို့မှတ်ထားတာ A အဲ့တော့ A ရစတဲ့အစဉ်တိုင်း ABCD E F မှာဆုံးသွားတယ်။ဘာဖြစ်လို့လဲဆိုရင် तू က base system လို့ F အထိပဲ။အဲ့တော့ hazard number ဆိုတာနဲ့ဒါပဲရေးခွင့်ရှိတယ်။ဒါ binary number ဆိုရင်ထားပါတော့ဆရာမဒီလိုလေးရေးလိုက်တယ်။အဲ့ဒါ binary number မဟုတ်ဘူး။ဘာဖြစ်လို့လဲဒီမှာ01အပြင်2ဆိုတဲ့ကဏ္ဍကြီးပါနေလို့ binary number လို့မခေါ်တော့ဘူး။ဟုတ်တယ်နော်။အဲ binary number မဟုတ်တော့ဘူး2ပါနေတဲ့အတွက်ကြောင့် အဲအဲ့လိုမျိုးပဲအဲ့လိုမျိုးပဲဟာဇာမှာလဲဟာဇာရဲ့ဂဏန်းမှာလဲဂဏန်းဒီ AB9 အဲဒါဟာဇာပဲပြောလို့ရတယ်။ဘာဖြစ်လို့လဲ A ဆိုတာလဲဟာဇာရဲ့ဂိမ်း B လဲဟာဇာဂိမ်း9ဒီလဲဟာဇာဂိမ်းဒါဆိုရင် A D2 ဒါလဲဟာဇာပဲဒါဆိုရင်ဆရာမကဒီလိုရေးလိုက်မယ် GI3 ဒါဟာဇာမဟုတ်တော့ဘူး။ဘာလို့လဲအဲ့ဒီ G တို့ I တို့ဒီဟာဇာဂဏန်းမဟုတ်တဲ့အတွက် နော်ဟာဇာကနန်းထဲမှာမပါနေဘူးသူတို့အဆိုင်လောက်ထားတဲ့ထဲမှာမပါနေဘူးအဲ့အတွက်ကြောင့်မလို့ဒါဒီဟာဇာကုတ်မဟုတ်တော့ error ဆိုပြီးတော့ပြတော့မယ်အဲ့ခါကျရင်အဲအဲ့ဒါကိုပြောချင်တာနော်အဲ့လိုပြောချင်းပြချင်တာကဲဒါဆိုရင်ခေါင်းထဲမှာမှတ်ထားရမှာဟာဇာဆိုရင်0 to 9သွားတယ်9ပြီးရင်10မြောက်လာမဲ့ကိန်းဒီ A ကပြန်စတယ် capital letter ကိုသုံးတယ် A to F F ပြီးသွားလို့ရှိရင်ပြီးပြီအဲဆို F ပြီးသွားရင် decimal ကနန်း16ဆိုဘယ်ကိုပြန်ကြော့မှာလဲဆိုလို့ရှိရင် तू ကနောက်တစ်ခုပြန်ပြီးတော့ ပြန်ပြန်စပြီဆိုပြီးတော့ကနန်းပြန်စတော့မှာเนาะအဲ့အဲ့ဒါကိုအဲအဲ့ဒီရေးတဲ့ဟာကိုခဏနေကြာပြန်ပြောပြမယ်เนาะထပ်ပြောပြမယ်ကဲဟုတ်ပြီလောလောဆယ်ဒါအထီကိုတစ်ဖြတ်ရမယ်ပေါ့အဲ့တော့ binary ပြောင်းကြည့်ရအောင်အဲ့တော့ binary မှာဆရာမတို့က binary မှာတွေ့လားမကြီး for bit လေးလုံးသုံးတယ် binary နဲ့တွေ့တော့ bit လေးလုံးသုံးတယ်လေးလုံးတွဲကိုဆရာမတို့က hazard အနည်းနဲ့ကိုစားပြုတယ်အဲ့တော့ဆရာမတို့က binary ရဲ့တန်ဖိုး0ဒီ အဲ sorry ဟန်စာရဲ့တန်ဖိုး0ဒီ binary ကိန်းအနေနဲ့ပြောမယ်ဆိုရင်တုံညလို့တလုံးနဲ့ပြောလို့မရဘူး0000လို့တုံးတယ်အဲလေးလုံးတစ်တွဲပြီးရင်ဟန်စာရဲ့1ဒီ binary အနေနဲ့ဆိုရင်0001ဒါကြောင့်ဆရာမဆွမ်းနာမင်းကိုပြောလိုက်တာဆရာမတို့ binary တန်ဖိုးမှာကိန်းအရှိန်0 1011 0111ဆိုပါစို့အဲ့ဒါဆိုရင် နောက်ကနေတွဲတယ်လေးလုံးအဲ့တော့ဒီကိန်းဒီဟန်စာအနေနဲ့ဘာဖြစ်သွားမလဲဩဒီမှာ 7เนาะအဲ့ဒါကိုဟန်စာနဲ့မထိတ်တဲ့ရင်ကိုကဟို digital ကိုအရင်ချိန်လိုက် digital တော့ဖြစ်တယ် decimal ကိုအရင်ချိန်လိုက်0111ဒီ7နဲ့ညီတယ်အဲ့တော့7ဟန်စာမှာ7ရှိလားရှိတယ်ဒါကြောင့်ဒါ7ရတယ်မှန်တယ်ပြီးရင်နောက်တစ်ခါ1011 1011ဒီ decimal ကိုအရင်ဟန်စာနဲ့မတွေးသက်သေးဘူးဆိုရင် decimal ကိုအရင်တွေးလိုက်တယ်တွေးလိုက်တော့1011ဒီ1011ဒီဘာတန်ဖို့လဲ11 1011ဆိုတာ11เนาะ 2 power 0 2 power 1 2 power 3 2 power 4 2 power 4မှာရှိတယ်0 1 2 3ဘယ်အောင်ရဖြစ်လဲအတခုကျော်သွားတယ်နော်တခုကျော်သွား2ကျော်သွားတယ်ဆရာမအမ်နော်2 power 0 2 power 1 2 power 2อ่ะမရှိဘူး2 power 3အဲ့2 power 3ရှိတော့8 2 power 1ရှိတော့2 2 power 0ရှိတော့1အဲ့တော့ပေါင်းလိုက်ရင်8ရဲ့2ရဲ့ပေါင်းတော့10 7နဲ့ပေါင်းလိုက်တော့17အဲ့တော့ဒီကနန်းဒီ base 10အဲ့တော့ ဟန်ဆာရေးဖို့အတွက်စဉ်းစားလိုက်တော့ဟန်ဆာမှာ7တိဆိုတဲ့ကဏ္ဍမရှိဘူးနော်ကိုးပြီးတော့10လာတဲ့က A ဖြစ်သွားပြီဆိုတော့7တိ B ဒါဆိုရင်ဒီကောင်လေးအတွက်က B လို့ရေးမှာဒါကြောင့်အဲ့ဒီ10110111ဆိုတဲ့တန်ဖိုးဒီဟန်ဆာအနေနဲ့ဆိုရင် B7 ဆိုပြီးတော့တွားညီတယ်အော်ဒီမှာဆရာမတို့ကွန်ပျူတာ3.1ပဲ0တွေ1တွေပဲနားလည်တယ်ဆိုပြီးတော့မှတ်ထားတဲ့ binary number ကြီးဒီမှာဘယ်နှလုံးလဲဆိုတော့ ရေးရတာရှစ်လုံးအဲ့ဒီရှစ်လုံးကိုဆရာမတို့ဟာစာအနေနဲ့ပြောင်းလိုက်တဲ့အခါမှာနှလုံးနဲ့တင်တံပိုးကိုဖော်ပြလို့ရသွားတယ်ပို့ပြီးတော့စိုးရတာလွယ်သွားတယ် B7 အဲဒါကိုပြောတာနော် B7 လို့ရေးမှာပေါ့အဲနော်အဲ့တော့ဒီမှာကြည့်လိုက်မယ်0 1 2 3 4 5 6 7 8 9အကုန်တန်းစီပြီးဖြည့်လိုက်မယ်အဲ့တော့ binary ကနန်းအရင်နဲ့ဖြည့်မယ်ဆိုရင်0 1ဆိုရင် binary က1ပဲ2ဆိုရင်10နော်ကိုမှတ်နေကြအတိုင်းပဲ အရင်ဖြေးလိုက်ပြီးတော့မှလေးလုံးဖြေးရမှာမို့လို့ရှစ်ရနေဘာတွေလိုက်ထည့်လဲဆိုရင်လိုတဲ့တလုံးကိုသုံးရနေလိုက်ဖြေးတယ်ဒါပဲနော်ဒီမှာ၈ဒီ100ဆိုတော့လေးလုံးဖြေးသွားပြီမို့လို့ဖြေးစရာမလိုတော့နော်ပြီးရင် a a ဆိုတာဒီ11နော် decimal ကဏ္ဍ decimal ကဏ္ဍ11အဲ့တော့11ကနေ binary ကူထားတာဒီ1010ဒါတွဲဒါ73ဒါ14ဒါ15ဒါ16အဲနော်အောက်တဲအောက်တဲက base 8 နော်အောက်တဲက base 8ဒါ16ဒါ base 2နော်ဟမ်အခုဒီဟာကို calculator နှိပ်လို့ရှင် calculator မှာတန်းပြီးတော့အဖြေထုတ်ပေးပြီးသားဒါပေမဲ့ကိုကဒါဟိုဒီသဘောတရားတွေဒီ number တွေရဲ့အကြောင်းကိုမသိသေးတဲ့အတွက်ကြောင့်မလို့ theory အရင်သင်ရပြီးတော့ဒါတွေကိုနားလည်အောင်ကိုကအရင်လုပ်လိုက်ရတာဟာအဖြေ calculator နှိပ်လိုက်ရင်တော့ calculator မှာကွာ min 7ဆိုတဲ့ဂဏန်းကိုနှိပ်လိုက်တယ်အဲ့ဂဏန်းကို hazard ဆိုတာပြောင်းထားပြီ အဲ့ရနေမင်းဘာပြောင်းစင်လဲအောက်တဲ့ချိန်မှာလား binary ချိန်မှာလား decimal ချိန်မှာလား calculator တန်းပြီးဖြည့်ပြေးပေးတယ်မင်းလိုမျိုးစဉ်းစားကိုအခုဆရာမတို့လိုမျိုးစဉ်းစားနေမှာမဟုတ်ဘူး तू ကတန်းပြေးပေးတာနော်အဲ့လိုပေးနေတော့သူ့ထဲမှာဘာလုပ်ထားရလဲဆို memory ထဲမှာစိတ်ထားပြီးသားရှိပြီးသားဟောနော်အဲအဲ့တော့ကွန်ပျူတာကွန်ပျူတာတို့ calculator တို့ဆိုတာကဒါတွေကြောင့်မို့လို့ဟိုဖန်တီးပြီးပေါ်ထွက်လာတာပေါ့နော်လူရဲ့အုံနောက် memory မှာဒီလို ချက်ချင်း response အနေနဲ့ပေးနိုင်ဖို့ရဆရာမပြောပြန်ကွာ e e ဆိုတဲ့တန်ဖိုးက15ဟုတ်တယ်15အဲ့တော့15ကို decimal အဲ decimal တန်ဖိုး15နဲ့တူတယ်ဆိုတော့ပတ်ခနဲ့တော့တိသွားပြီเนาะဒါတိပြီဒါပေမဲ့ binary change ဆိုချက်ချင်းလန်ငယ်မချိန်းနိုင်သေးဘူးလူအုံနောက်ကကြာမယ်အဲ့ဒါတော့မှဟိုတွက်နေကြလူအများနဲ့လုံးနေကြလူ calculator အားမကိုးပဲနဲ့ဆရာမဒါဆရာမတို့အကြောင်းသူဘာတော့ဒါ second year မှာသင်ခဲ့ရတာ magatron နဲ့ second year မှာ နော်ဆရာမဒီဘာသာရက်ကိုအကျောင်းသူဘဝတော့ကလည်းသင်ခဲ့ရတယ်အဲပြီးတဲ့အခါကျတော့တန်လင်ကျောင်းမှာတော့ကလည်းဆရာမဒီဘာသာရက်ကိုဆရာမဆရာမအနေနဲ့လည်းသင်ခဲ့ရတယ်ဒါပေမဲ့ဒီခုမင်းကိုသင်တဲ့အခြေခံထပ်ပုံမြင့်တဲ့ဟာတွေပေါ့ပို့ပို့ပြီးတော့ထပ်ပြီးတော့ဒီထက်ဒါပေမဲ့ဒီအခြေခံတွေကနေစပြီးတော့သူတို့ကလေးတွေကိုရှင်းပြရတာပဲလေအတူတူပဲအဲအဲတော့ဆိုရင်အဲတော့ဆိုရင်ကွာကိုကအမြဲတမ်းဒါဟိုရှင်းပြဖို့အတွက်ကိုသူတို့ကိုသင်ပေးဖို့အတွက်သင်နေရတာဆိုတော့ဆရာမအုံနောက်ထဲမှာ15ဆိုတာနဲ့1110အဲ16ဆိုရင်အာ6 1လေးလုံး အဲဒီလိုမျိုးချက်ချင်းကိုတိသွားပြီအဲ့လိုမျိုးတွက်တဲ့ light တွက်တဲ့ကလေးတွေ light တိတဲ့ကလေးတွေကလည်းတရက်မှပထမဆုံးတရက်မှတိသေးဘူးဒုတိယရက်တိနည်းနည်းတိလာပြီ light ပြောတဲ့ကလေးတွေ light light တွက်တဲ့ကလေးတွေကတတတတနဲ့ရလာပြီအဲမရတဲ့ကလေးတွေတော့ကကြတော့ဘလို့မျိုးချက်ချင်းမတိနိုင်ဘူးလေမရဘူးလေအဲ့လိုပဲစဉ်းစားပြီးတော့ပဲသွားမှာပဲဒါမှမဟုတ်အဲ့လိုမစဉ်းစားခြင်းဘလို့လို့လို့ရလဲဆန္ဒဆရာမပြောသလိုစာဆောင်ပွဲမှာဘယ်ဖြစ်ဖြစ်ဖြေကနည်းပဲဖြစ်ဖြစ်ဒီမှာနံပါတ်တွေကိုဘလို့လို့ဆိုတန်းစီပြီးချက်ရေးထားလိုက်ရင်ဒီမှာဒီလိုဒီလိုဒီလိုချက်ရေးထားလိုက်တယ်အဲ့လိုမှပဲရတော့မယ်ပေါ့ နော်ဒါပေမဲ့ကယ်ကူလေတာသုံးဝင်ပြူထားတဲ့အချိန်မှာကျတော့ဒါတွေကမလိုတော့ဘူးပေါ့ချိန်လိုက်ရုံပဲကယ်ကူလေတာအားကိုးနဲ့ပြောင်းလိုက်ရုံပဲပေါ့နော်နော်အဲ့တော့ဒါဆိုရမယ်နော်အောက်တယ်ဆိုရင် base 8အဲ့တော့ base 8ဆိုဒါလေးလေးလောက်ထားကြည့်ရအောင် base 8ဆိုတော့အောက်တယ်ကဘယ်မှာဆုံးသွားလဲခဏအောက်တယ်နံပါတ်ဘေ့စ်8ပါဆို အဲရှစ်လုံးရှစ်လုံးဆိုတော့နံပါတ်ဘယ်လောက်မှဆုံးသွားမလဲအဲနံပါတ်ဘယ်လောက်ဆုံးသွားမလဲအာခုနှစ်ပေါ့အဲနော်ခုနှစ်ပေါ့ဒီမှာခုနှစ်မှဆုံးသွားပြီနော်တွေ့လားခုနှစ်မှဆုံးသွားပြီအဲနံပါတ်ခုနှစ်မှဆုံးသွားပြီတော့သူဘယ်လိုပြန်ဆက်လဲဒီမှာကြည့်လိုက်101 112 13 14 15 16 17ဒါကို14လို့ဆိုရင်မှားတယ် အဲ့ဒါဆို17ပြည့်ဘာလာမယ်တင်လဲ17 No 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 အောက်ထဲမှာရှင့်မရှိဘူးလေ Oh okay 5 0 1 0 1 2 1 2 2 2 3เนาะ ဟိုအောက်ကောက်ကွာတဆယ်လေးတဆယ်ပြည့်သွားလို့ဟိုတဆယ်ပြည့်သွားလို့ရှင်ဆရာမတို့တဆယ်ဟိုကလေဒက်စီမယ်ကဏန်းဆိုရင်၃ညနေ၉ထိသွားတယ်၉ပြီးရင်၉ပြီးရင်ဘာရဲမှမသိပြည့်သွားပြီဆိုတော့အဲ့တော့၃ညကိုပြန်ဆတယ်ရှေ့မှာတကြော့ဖြစ်သွားတော့ရှေ့မှာဒီမှာတက်ဝင်သွားတယ်အဲ့တော့တက်ကနေ၁၉အဲ့အမသွားမှာလေဒီမှာတူတူတူရဲ့ဒါဆက်မှာပဲလေအခုလဲအဲအဲ့ဒါဆိုမင်းအဲ့ဒါလေးဒါလေးကိုအခုဒါလေးသူရေးထားတဲ့ဟာကိုမူတည်ပြီးတော့မင်းဒါကိုစဉ်းစားကြည့်မယ်နော်ဒါလေး ဒီဒီ hazard ကိုတွေးကြည့်မယ် hazard ရဲ့15ပြီးရင်လာမယ့်ကဏ္ဍအဲ15ကဏ္ဍပြီးလာမယ့်16 16မှာ hazard ကိုဆရာမဘလို့ရင်းရင်ကောင်းမလဲ16မှာ hazard ကိုအာ2ပါပါ hazard ကိုဆရာမဘလို့ရင်းရင်ကောင်းမလဲအာ2ပါဘယ်အာ2ပါ तू က तू က0 to 9 9ပြီးရင် a b c d e f ဖြစ်သွားပြီဖြစ်သွားပြီးတော့ အဖြစ်သွားပြီးတော့တစ်ခါပြန်ကြော့တော့မယ်လေနောက်တစ်ကြော့နောက်တစ်ကြော့ဆိုဒီထိတ်ဆုံးပုံပြန်ရောက်သွားမှာဆိုတော့3ည0 0အဲ့0နဲ့ရှေ့ရပါနဲ့လဲဆိုရင်1နဲ့ပြန်ကြော့သွားမှာနောက်တစ်ခါ1ပြီးရင်1 1เนาะအဲ့လိုပြန်ပြီးတော့ပြန်ပြီးနောက်တစ်ခုနောက်တစ်ခုနောက်တစ်ခု ထားပါခဏခေါင်းခေါင်းဟောဖြစ်နေဒါ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 လာနေ ကဲဒီမှာအဲဒါလေးကြည့်ကြည့်ရအဲဒီမှာမနော်တို့လားဒီမှာဒီမှာတော်တော်ပဲတစ်ခါရကြည့်လိုက်ဒီမှာဒီမှာ F A B C D E F F ပြီးသွားပြီ16ပြန်ရောက်သွားပြီအဲ့တော့ဒီ3ညကိုပြန်ကြော့ပြီးနောက်မှပြန်ရေးတယ်3ည3 4 5 6 9 8 9 9ပြီးတော့ A B C D E F အဲ့အရှိမဘာတွေဖြစ်မှာလဲတစ်တစ်ဖြစ်မှာဟောပြီလား 1F 1F လဲပြီးတော့20ပြန်စပြီ20ပြန်ဘာလာမလဲဆိုတော့21 နော်21 22 23 24 25 26 27 28နော်29 29 2a 2a ဟုတ်တယ် 2b and so on 2f 2f ပြီးသွားရင်30ပြန်စမယ်နော်အဲသူအဲ့တဘောတွေကဒီအဆိုရင်အောက်တဲအောက်တဲလေးတစ်ချက်ပြန်လောအောင်သားအောက်တဲကခုနှစ်မှာဆုံးတယ်သားဒီမှာခုနှစ်မှာဆုံးတယ်၃ညပြန်စပြီးရှေ့မှာ1နေဝင်သွားတယ်ခုနှစ်မှာဆုံးတယ် ပြီးရင်နောက်တစ်ခါဘဲကပြန်ဆောင်လဲ၃ညပြန်ဆောင်မယ်2တွေဝင်သွားပြီ9မှာဆုံးတယ်၃ညပြန်ဆောင်တယ်3တွေဝင်သွားပြီ3တွေဝင်သွားပြီ9မှာဆုံးတယ်၃ညပြန်ဆောင်တယ်4ပြီးရင်41အဲ့လိုသွားမှာအဒါကို40လို့မဆိုဘူး40ဒီ decimal ဖြစ်သွားမယ်အဲ့မှားတယ်အဲ့တော့ဒီဘက်အချမ်းက decimal ကဏ32ကအောက်တဲအနေနဲ့ဆိုရင်40ဖြစ်သွားတယ်အဲ40လို့မဆိုပါဘူး40ဖြစ်သွားတယ်နော်ဟိုဟာ hazard အနေနဲ့ဆိုရင်20ဖြစ်သွားတယ်အဲအဲ့လိုအဲ့လိုမျိုးမတူတော့ဘူးပေါ့နော် တော့ binary ကတော့ရေးရတာအရှိဆုံးပဲပေါ့နော် binary ဆိုဒီမှာဘယ်နှလုံးတော့နော်သူရဲ့အဲ30နှစ်ဆိုတဲ့ကဏ္ဍ binary ဘယ်နှလုံးလဲဆိုရင်1 2 3 4 5 6လုံး binary 6လုံးတွေ့လား binary 6လုံးဆိုတော့ hazard အနေနဲ့ဆိုနှလုံးပဲလို့မယ်ဘာဖြစ်လို့လဲ၄လုံးတတွဲဖို့မို့လို့အဲ့တော့ binary ကဏ္ဍ7လုံးအထိကို hazard အနေနဲ့ကနှလုံးပဲလို့ပါဒီလား binary ကဏ္ဍဒီမှာ1 2 3 4 5 6 8 ဲ့တော့လေးလုံးတွဲလေးလုံးတွဲနဲ့ဟာစာနေနဲ့ချိန်လိုက်လို့ရှိရင်ဟိုဟာဘယ်နှလုံးပါလိမ့်နှလုံးเนาะတကယ်လို့ဟိုဟာခုနှလုံးပဲဆိုလဲနှလုံးပဲတကယ်လို့ရှစ်လုံးမဟုတ်ပဲ၉လုံးဖြစ်သွားပြီရော၉လုံးဖြစ်သွားပြီဆိုလို့ရှိရင်ဟာစာနေနဲ့၃လုံးဖြစ်သွားမှာပေါ့เนาะဒီရှစ်ကတသက်တစ်လုံးကသူ့အတွက်ကရှေ့မှာ၃ည၃လုံးထပ်ဖြည့်ပြီးတော့တစ်လုံးထည့်ရမှာပဲဟာစာကိန်းတစ်လုံးထည့်ရမှာပဲအဲ့တော့၃လုံးဖြစ်မှာဟာစာ၃လုံးဖြစ်မှာအဲ့အဲ့လို နော်โอเคโอเคအဲ့တော့ဒါတွေဒီအကြောင်းတရားတွေမင်းရင်းနှီးအောင်ပေါ့နော်ဒါလေးတွေရင်းနှီးအောင်ရင်းနှီးအောင်ဒီဖတ်စာဒီစာအုပ်ကလည်းထည့်ပြထည့်ထားတာဆိုတော့ဆရာမကဟိုလုပ်ပေးတာ intro သူစာအုပ်တိုင်း intro ဝင်ထားတာပေါ့နော်မင်းအဲ့စက်တင်ရမယ့်ဟာတွေမှာသုံးမဲ့သင်ချာဆိုင်ရာတွေပေါ့ကဲလာအဲ့တော့ဒါလေးတွေတွေ့ကြည့်ကြမယ် hazard to decimal hazard ဆိုတာ base ဘယ်လောက်လဲ ဟုတ်ပြီ decimal ကတန်အဲ့ဒါမင်းတရင်တို့မေးလိုက်ရရတော့မယ်ဟာပေါ့အရင်တော့ရကြမှာရမယ်အခုတိတူတော့နည်းနည်းရလာပြီအဲ့အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါရရင်ဒီဆန္ဒနာပြောဆိုလို့2 power တွေနဲ့တွက်ရမှာလားအဲ16 power တွေ10 power တွေနဲ့တွက်ရမှာလားဆိုတာကိုယ်ခေါင်းထဲမှာဒီဒီ basis ကိုတည်ထားရင်တွက်ဖို့အတွက်ကအချိန်တစ်ခုပေးရတာတော့ပေးရလိမ့်မယ် calculator တို့ computer တို့မဟုတ်တဲ့အတွက်ကြောင့်အုံနောက်ကမဟုတ်တဲ့အတွက်ကြောင့်ပေးရလိမ့်မယ်ဒါပေမဲ့ကိုတွက်တတ်တယ်ဟဲ့နော်ကိုတွက်တတ်တယ်ရတယ်ပေါ့ ကွန်ဗတ်ပြောင်းလဲပါဟန်ဆာဒက်စီမယ်နံပါတ်တွေကို into their decimal equivalent ဟန်ဆာကနေ decimal ကိုချိန်ခိုင်းတာအဲ့တော့ပေးထားတာတွေက base system တွေအကုန်လုံးကဒါတွေက base system တွေ